အလုံးမဲ့မြလာပါတိတိခါတိဆက်ပစ္စည်းနဲ့တင်းကောင်းလေးကတော့ A ကပုဂိုးတဲ့တိတာဗရောင်းမြုံနယ်ရှိညောက်ကျူပြူရစကန်စစ်ကောင်စီရဲ့ပြူရစကန်ကိုအလုံးစုံသိပ်ပက်လက်ပြီးဆိုတဲ့တင်းလေးပဲဖြစ်ပါတယ် စစ်ကောင်စီကပေါ့နော်ဒီမက်ရှလာ18ရင်းနေကနေစပြီးတော့ဒီ AA ကိုပေါ့နော်ထိုးစစ်ဆင်တာပေါ့နော်၁၆ရက်ကျော်ထိုးစစ်ဆင်ခဲ့ပြီးတော့ဒီ April 2ရက်နေ့မှာပေါ့နော်ဒီညာကျူးပြည်ော်စကန်ကို AA ကအလုံးစုံတွေ့ပွဲလုပ်ပြီးဖြစ်ချောက်ကိုထုတ်ပြန်ခဲ့တာပဲဖြစ်ပါတယ်။ AA ပေါ့နော်ဒီစစ်ကောင်စီရဲ့ပေါ့နော်အမ်တတားရေပေါ့နော်ကစင်ကလျာဖြစ်ပြီးတော့အလုံးစုံပြတ်တုံးနေရာကိုဆက်လက်ထိုးစစ်ဆင်ပြီးတော့အာ တိတ်လို့ရခဲ့ပြီမလဲသူတို့ကလူသားချင်းဆန္ဒရဲ့အဖြစ်သူတို့ကရက်တက်ခဲ့တာပေါ့နော်အဲဒါတွေကိုလူသားချင်းဆန္ဒရဲ့အဖြစ်အေကမြောက်ဘက်ညီနာအဖွဲ့တွေဖြစ်တယ်တအားကိုကံအဖွဲ့တွေနဲ့အတူအဖွဲ့လာတဲ့ရဲ့နေမှာဒီငလင်တန်ပေါ့နော်ခဏတတမခဏပြင်းအပြင်းငလင်တန်မကိုစကိုင်းတိုင်းမန္တလေးတိုင်းရှမ်းပြည်နယ်ပဲခူးတိုင်းနဲ့နေပြည်တော်တို့မှာအပြင်းထက်လောက်ခတ်ပြီးတော့ ူတွေကတိတ်ချိပျက်စီးကုန်တယ်ဒါအပြင်ဒီအေယာမင်းကလေးငယ်လက်ဆက်လက်ပြီးတော့လောက်ခဏနေရဖြစ်တဲ့အတွက်အေကလူတော်ကြီးဆန္ဒနဲ့အဖြစ်နောက်ပြီးတော့ပေါ့နော်အေကအဲဒီကျွန်내အဖွဲ့အစည်းနဲ့အတူတူပေါ့နော်ဟိုဖက်ဒရယ်စစ်တပ်အဖြစ်နဲ့သူတို့ကဟိုရှင်းနာပြီးခဲ့ပေါ့နော်အကြီးကြီးရဆက်ဖို့တခဏတော့ဒါပေမဲ့စစ်ကောင်စီကပေါ့နော်သူတို့ကတိတွေကိုချုပ်ပြပြီးတော့ပေါ့နော်အင်ပရနေရနေ့ကနေစပြီးတော့ပေါ့နော်အေအေဒီရခိုင်ပြည်နယ်မှာရှိရကြောက်ဖြူ ကြောက်ဖြူပြီးတော့စစ်တီမျိုးနယ်ရီပေါ့နော်ရေချောင်းလိုင်းရောလေချောင်းလိုင်းရောအော်ဒါအပြင်ဟိုရှော့တက်ဒုံးတွေနဲ့လည်းပြစ်ပြီးရောပေါ့နော်ဒီအဓိကအေးရဲ့ဒီပြစ်ပြီးရောပေါ့နော်အေးပြည်သူလူထုတွေကိုဟိုစပိုက်ခဲ့တာပေါ့နော်သူစစ်လက်ဆက်လက်စင်နဲ့ဒါအပြင်ပေါ့နော်အေးရဝီတက်ဖို့ကိုတက်မှာရှိတယ်အေးတက်မတော်ကိုလည်းနေစင်နဲ့အမြသူစစ်စင်နိုင်လည်းဆက်လက်ပြုလုပ်ခဲ့ရတာဖြစ်ပါတယ်စစ်ကောင်စီကဧပြီလရဲ့နေ့မှာပေါ့နော်ရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်အတွင်းရှိ တပြုတ်တောင်ချေရပြားတဲ့ချေရပြေရှိချေရအနီးပဝင်းချင်များကိုလက်နဲ့ကြည့်တော်များဖြစ်အဓိကပြစ်ခတ်တဲ့ခက်ခဲကြောင့်စစ်ကောင်စီတိပုတ်တော်ယူတဲ့စကန်ဒိုးတန်းတော်အမတော်စနစ်ရတဲ့ရည်ညူးစစ်ကြောင်းများကအဓိကတခက်ခက်ခဲရသည်ဖြစ်ပြီးအေဗရလာနေရဲ့တရက်ထဲတွင်ဒုံဘိုးအယူတော်60ချိန်ခန့်နဲ့လက်နဲ့ကြည့်ပြစ်ခတ်တဲ့ခက်မှု60ချိန်ထက်မနည်းသိရှိခဲ့ကြောင်းသိရှိရပါတယ်။တုတ်ပြီးနှစ်ဖက်ရင်ဆက် တမ်းများရှိသောစစ်တပ်မျိုးနဲ့ပုံနာကျုံမျိုးပဲတို့လေစစ်ကောင်စီရှင်းမင်းကစစ်ကဖမှာပုံတော်ဘဝမျိုးမပြည့်စုံဘက်တို့တရားနယ်စပ်မှာလည်းနေချင်မှာဖြစ်ချောက်ချီတဲ့တပိခတ်တခက်ခဲကြဦးလေဧပြီလ3ရက်နေ့မှာ9ရက်နေ့အထိနေရများပြီလေစစ်ကောင်စီကတပ်ပုတော်ရေးတပ်စခန်းဒူဒန်တော်အမတ်တော်စနစ်ရပ်တည်ရင်းနဲ့မြေကြီးစစ်တမ်းမှာအပြင်စစ်တင်မောချက်တဲ့လေများကိုပါအသုံးပြုပြီးကြောက်ဖြူမျိုးနဲ့တို့ရှိချက်တဲ့တပြူတော်ပြားတဲ့ ပြင်းရလင်ကမောကလဘဟင်ကပ်ဒီစားရပေါ်တော့ဒီတော့ရူကလလေအယောပုံများအပြင်ချက်တက်လည်ရင်စစ်တမောကြီးများဖြစ်လေပြစ်ခတ်တဲ့ခဲ့ကြောင့်သိရှိရပါတယ်ဧပြီလ9ရက်တည်းရက်ထဲမှာပဲဒေါက်ဘိုအချေအီတို့60ကျော်နဲ့လက်နက်ကြီးပြစ်ခတ်တဲ့ခဲ့မှု90ကျင်းအထက်ရှိခဲ့ကြောင်းစစ်တမျိုးနဲ့ချောင်းနယ်မင်းကန်ရော်မှာစစ်ကောက်တပ်ဖွဲ့များကစစ်တမျိုးနဲ့မင်းလောက်ရော်ရှိ ီတက်ဖုန်ကညာဒရုန်းများဖြင့်နဲ့9နိုင်29မီမာစတင်ပြီးနေချင်းတဲ့တဲ့ပုံချတဲ့ခေတ်ကြောင့်တရှိရပါတယ်။ဒါ့အပြင်အင်ပရလန်ကရည်နဲ့ညနေ3:45မိနစ်အချိန်မှာလည်းရခိုင်ယူမတော်နဲ့တက်ရှိအီတက်ဖုန်များရှိရလို့စစ်ကောင်စီက112ကြက်လီပြည်ပေါ်တက်ခေတ်ကြောင့်တရှိရပါတယ်။ဒီလိုမျိုးအပြောနဲ့ထုတ်ပြန်ချက်ကမကန့်ညီတဲ့စစ်ကောင်စီရဲ့လုပ်ချက်တွေကိုနောက်ဆုံးကအီအီကအနေနဲ့လက်တွေ့မှာခံရဖြစ်တဲ့အတွက်ဒီပကူတိုင်းဒေသပထောင်ရွာပေါ်တော့ဒီ ပြီးတော့စကန်ကိုပေါ်စစ်ကောက်တယ်ပြီးတော့စကန်ကိုပေးဘက်ခံကြောက်ကိုလည်းတင်းထပ်ထားပဲဖြစ်ပါတယ်ဒီလိုမျိုးတင်းငင်းလင်းကြောက်ပေါ်တော့လူတွေညောတော့တကြည်ပြစီပြီးတော့စိတ်မချမ်းစရာဖြစ်စိတ်ဝင်နေစရာဖြစ်နေရခြားရေးကနေပြီးတော့သူတို့ကတော့တည်ရမလားသူတို့ရဲ့တိတ်ခေါက်တော့မထောက်ဒီစစ်တပ်ဆိုတိတ်ခေါက်တော့မခေါက်ဒီလိုမျိုးဟိုတည်မအချမ်းဖတ်မှုဆက်လက်လုံးဆောင်နေတာဖြစ်တဲ့အတွက်ပြည်သူတွေအနေနဲ့ဘလို့မျိုး လို့ဆောင်တည်လဲဆိုတော့ကိုကိုကိုစဉ်းစားဆုံးဖြစ်တဲ့အမယ်အချိန်နဲ့ဖြစ်ပါတယ်။ဒါကြောင့်မို့နောက်ပိုင်းနေမှာလေကိုကိုလို့ကြောင်းနေပြီးတော့ဘေကင်းလို့ကျွန်မနေရာရနေပြီးစစ်ကောင်တီကိုဆက်လက်တော်လင်ကြပါစေလို့ပြောကြတဲ့ဒီဗီဒီယိုလေးကိုဒီမှာပဲဆုံးသလဲပါစေအားလုံးကိုကျေးဇူးများတင်ရှိပါတယ်။